ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်တဲ့အားလုံးမင်္ဂလာပါ Manchester United အသင်းကတော့သူတို့အဓိက ပြစ်မှတ်ထားနေတဲ့ဒါအခုလက်ရှိ Brentford ရဲ့တိုက်စစ်မှု Brian Aubameyang ရဲ့အပြောင်းအလဲရဲ့နောက်ဆုံးဆင့်ကိုရောက်ရှိသွားပြီဖြစ်ပါတယ် United ကအစောပိုင်းတည်းက ီပြောင်းရွှေ့ဖြစ်လာဖို့အသေးတန်ကြိုးပမ်းနေရင်းနဲ့ဒါပြောင်းရွှေ့ခြေက Brandford ကအသေးနိုင်စိတ်ဝင်စားတဲ့အတွက်ပြောင်းရွှေ့ခြေကို အနည်းငယ်ပြောင်းပြောင်းလဲသွားတဲ့အတွက်မထင်မှတ်ပဲနဲ့အခုလောလောဆယ်မှာဒါဘယ်လိုပြောမလဲခက်ခဲလေးရှိတယ်ဒါပေမဲ့လည်း Manchester United ကဒီပြောင်းရွှေ့ပြီးတတ်နိုင်ဖို့ဒီအပိုင်းမှာဒီကြိုးပမ်းနေရင်နှစ်ဖက်ကြားပြောင်းရွှေ့ခြေကိုဇက်တိုက်ဆွေးနွေးနေစေ ဖြစ်ပါတယ်အခုလောလောဆယ်မှာ Brentford တိုက်စစ်မှုအတွက် Manchester United အသင်းကအခုကျွန်တော်တို့ မဒီစ်ကူညာအပြောင်းရွှေ့မှာပေးခဲ့ရတဲ့တန်း60ကိုသူတို့မပေးခြင်းဘူး။ဘာကြောင့်မပေးခြင်းလဲဆိုတော့ကုညာရဲ့အပြောင်းရွှေ့ကအစိုးရတွေကဒီ release clause ဆိုတာထားတာပြီးသားရောဂျီစာချုပ်ထားတဲ့ Brian Ambumo ရဲ့ Ambumo ရဲ့အပြောင်းရွှေ့မှာအဲ့ရောဂျီစာချုပ်မရှိဘူး။ဒါပေမဲ့အခုဖော်ပြထားတဲ့ report ရဆိုရင် Manchester United အသင်းကဒါ Brentford ကိုသူတို့အခုနောက်ဆုံးကန်လန်းထားတဲ့အပြောင်းရွှေ့ပေါ့လေ။ အိုက်ပြောင်းရွှေ့ကပေါင်တန်း90 brand food လို့ရှင်တဲ့ solid money အပြည့်အဝအပါဝင် ပေါင်၁၀တန်းကျော်ပေါ့လေ၁၀တန်းအတိတော်မို့၁၀တန်းကျော် add on bonus တွေကိုထည့်သွင်းပြီးတော့ brand food ကိုနောက်ဆုံး proposal submit လုပ်ထားတယ်ဆိုတော့အိုက်ကန်လာမှုမှာ ဘရန်ဖို့ကလည်းလက်ခံသွားပွဲရှိတယ်သူတို့ကတော့ရာသလောက်တော့ထပ်ပြီးတင်းခံထားပေမဲ့မန်ချက်စတာယူနိုက်တက်ဘက်ကသူတို့စဉ်းစားထားတာကဒါဟာသူတို့ရဲ့ maximum နောက်ဆုံးပေးနိုင်မယ့်အပြောင်းအရွှေ့ရဲ့ဒါတန်ကြီးဖြစ်ပြီးတော့ဒီထက်ပိုမပေးဘူးဆိုတော့မတီးယက်ကူညာအတွက်သူတို့62တန်းပေးထားပြီးပြီဆိုတော့အဲ့အတွက်ကြောင့် Brian Ambumo ရဲ့အပြောင်းအရွှေ့မှာ90 plus 30ဒါက Brentford အစိုးရရဲ့ request လုပ်ထားတဲ့ပတ်စံပဲ60ပဲ ဒါပေမဲ့ Brandford ကသူတို့အိုက်ပေးတဲ့ bonus ပေါ့လေအိုက်သူတို့ကတော့62လောက်ပေါ့လေ50 plus 7လောက်သူတို့က Brandford တောင်းတဲ့အိုက်10သန်းပါလွယ်လွယ်ကူကူရနိုင်မဲ့အတုံဘောနပ်စ်တွေကိုတောင်းတယ်ကျွန်တော်တို့တနေ့ကပြောသလိုပေါ့လေကစားမပွဲ90ပြည်တာတို့ပွဲ30ပြည်ဘယ်လောက်ရမယ်တို့တွင်းကိုဘယ်လောက်တွင်းကြီးဘယ်လောက်ရမယ်တို့ချန်ပီယံလိဝင်ခွင့်ရရင်ဘယ်လောက်ရမယ်ဆိုတဲ့အချက်ဒါကလည်းချက်တချို့အသင်းတွေကအတုံကိုထည့်သွင်းတဲ့အချိန်မှာ မဖြစ်နိုင်တာဒီပေါ့လေဘာလို့တော့ဆူရတာတို့ချန်ပီယံလိရတာတို့နောက်နှစ်နှစ်တွင်းမှာပရီးမီးယားလိရမှာတို့ဒါဘာရမယ်ညာရမယ်ဆိုတဲ့အတုံတွေရှိတယ်အဲ့ဒါတွေကအမတန်ခက်တယ်ဒါပေမဲ့ဘာလို့တော့ဆိုတာလဲ potential ကောင်းနိုင်တဲ့ကစားသမားတွေတို့ကိုပဲထည့်သွင်းလိရှိတာမှန်တယ်ဥပမာ Vinicius Junior တို့နောက် Mbappe တို့ Yama တို့နောက် Haaland တို့အဲဒီလိုကစားသမားတွေပေါ့လေဆိုတော့အခုလက်ရှိမှာ Manchester United အသင်းဘက်က Brandford Town နဲ့အပေါင်းထိပေးထားပြီးပြီးပေးထားတဲ့ amount ကတော့သူတို့ဖော်ပြချက်ရ90ကတကယ့်ကို face fee ဖြစ်တဲ့စေသန်းနဲ့အထက်စေသန်းနဲ့နည်းနည်းကြိုလိုက်တဲ့အမောက်ဟာသူတို့ရဲ့ bonus ဖြစ်ပြီးတော့ဒါသူတို့ဒီအပြောင်းရွှေ့ကိုအစိုးသတ်မယ်ဒီပြောင်းရွှေ့အပီးသတ်မယ်ရပ်ပိုင်းတွေအပီးသတ်မယ်လို့ဖော်ပြထားတယ်။အဲ့နေရာမှာ Brentford ရဲ့တိုက်စစ်မှုအတွက် United ဘက်ကလောက်ခလာစာကိုလည်းနှစ်သိန်းကျော်ပေးစရာမရှိဘူး။ Brian Ambumo ကိုယ်တိုင်ကလည်းသိန်းခွဲလောက်ရရင်ကို happy ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူက Brentford မှာတစ်ပတ်မှ4000ခွဲပဲရတာ။ Man United ကသူ့ကိုသုံးစားပေးမယ်။စောပိုင်းတော့ကတစ်ပတ်ကို2သိန်းခွဲ2သိန်းပါညာဖြစ်နေတဲ့အကြောင်းတွေကိုသူကိုယ်တိုင်ပြန်ညင်းထားတယ်။နောက် Inee Group ကအခုလောလောဆယ် Man United ရဲ့ transfer တွေမှာသူတို့ကစားမားတွေကိုရောင်းတဲ့ဝယ်တဲ့ခါမှာလစာအများကြီးမပေးဘူးသူတို့တေချာစစ်စစ်စစ်ပေးပြီးတော့လစာတွေကို3000 3000 3000ခွဲဒီလောက်တွေပဲပေးထားတယ် ဆိုတော့ဒါကိုကြည့်ချင်အဖြစ် Man United ကဒီပိုင်းမှာအများကြီးတိုးတက်လာပြီးတော့ Brian Aguemo ရဲ့အပြောင်းရွှေ့ဟာအနည်းဆက်ဆုံးဖြစ်သွားပြီး United ကအဲ့အပြောင်းရွှေ့ပြီးပြီဆိုတာနဲ့ကိုသမအပြောင်းရွှေ့ရှိမယ် Emi Martinez ကို Villa ကတန်း30ဖြစ်ပေမဲ့အခု PSG က Gianluigi Donnarumma ကိုတန်း40ဆိုပြီးပြောတော့ဒါ Gianluigi Donnarumma ကပုံတော့ကောင်းသေးတယ်26နှစ်ပဲရှိတယ်အသက်လည်းငယ်သေးတယ်အဲ့ဒီချိန်ထဲမှာပဲ Manchester United ကအယောင်စင်းကိစ္စတွေကိုသူတို့နည်းနည်းစတိုက်လုပ်မယ်။ရောင်းရမယ်ရောင်းကစားမတွေကိုရောင်းပြီးတော့မှ နောက်ထပ်လိုအပ်တဲ့ကွင်းလေ position အပါဝင်တောင်မန်နေနဲ့တိုက်စစ်ဖို့လေအခုသူတို့ Yorkres ရဲ့အပြောင်းအရွှေ့ဟာလေ United နဲ့သတင်းထွက်တဲ့အတွက်ကြောင့် center forward တယောက်လည်းထပ်မံခေါ်နိုင်တယ်တကယ်လို့ Ryan Ambumo အပြောင်းအရွှေ့ပြီးသွားရင်နောက်မှာဂိုးသမားနဲ့တိုက်စစ်တယောက်တော့ထပ်ရောက်လာနိုင်ပွဲရှိတယ်လို့ဒါ Sky Sport ကသုံးသပ်ထားပါတယ်ဆိုတော့ Ambumo အပြောင်းအရွှေ့အနည်းဆက်ဆုံးဖြစ်ပြီးကြီးညာနိုင်မဲ့အဆင့်ကို ရောက်လာတော့ပါပါအားလုံးကျေးဇူးတင်ပါတယ်